ုဒ္ဓံတရဏံကိသံမိမိမိဘဝကိုဖရာကိုအနှင်းတယ်ဓမ္မံတရဏံကိသံမိတန်ခံတရဏံကိသံမိမိမိဘဝကိုဓမ္မတန်ခံကိုအနှင်းပြီးတော့ကိုယ်ကိုစိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးတော့တရဏဂုံအလေးအမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ် မြတ်စွာဘုရားဟောထားတာဟိုတေချာချိဘုရားဘယ်လိုဟောတော့ရေကေစီဗုဒ္ဓံတရဏံကတာတိနာတိကမိတ်တန်တိအပါယဘူမိနဲ့ဘုရားတရားတန်ခါယရဏ၃ပါးကိုအလေးအနက်စိတ်ပါလက်ပါဆိုဝိจิตတန်ကြီးဆိုတာကိုပြောတာမဟုတ်ဘူးနော်ဆိုရရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ ဖះကုံကိုအာယုံပြုပြီးတော့ငါဘောဖះကိုအနမ်းပါတယ်ဖះဆုံးမတိုင်းလိုက်နာပါမယ်တရားကိုရှင်းသုံးပါမယ်တန်ဃာတော်တွေစီကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဖះတရားတန်ဃာယရဏသုံးပါးကိုကိုယ်ကိုယ်စိတ်ကချင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံဩကမှာအမှန်တရားကိုသိတဲ့မြတ်စွာဘုရား တရားဓမ္မတန်တရာဝဝကံဤထုတ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့တရားနည်းနည်းလေးလှူတောင်းအများကြီးအကျိုးပြည့်နိုင်တဲ့တန်ခါဆိုပြီးတော့တမတမုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဆိုတာကိုယ်ပညာနဲ့သိတာအသိဉာဏ်ကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ကိုယ်ဝေပါတယ်တရားဆိုတာသောခါတ္တမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းမှန်မှန်ကန်ကန်ဟောထားတဲ့တရားဖြစ်တယ်ဒါကြောင့်ကိုယ်ကိုစိတ်ကပါ သုပတိပန်နောဝတတန်ကုန်အရိယတန်ကဟာတကယ်ကိုဖြောက်မှန်တဲ့အချင်းမှန်ကန်တဲ့အချင်းကိုကျင့်တာဖြစ်ပါတယ်ဒါကြောင့်တရားဟောကိုးကွယ်ပါတယ်ဆိုဗုဒ္ဓန္တရဏဂိသမိဓမ္မန္တရဏဂိသမိတန်ခန္တရဏဂိသမိလို့တရဏဂုံကိုအလေးနဲ့ထားဆောက်တည်လိုက်ရင်မြတ်စွာဘုရားနတ္တိဂမိတ္တန္တိအပါယဘူမိနဲ့အဲ့ဒီပုဂ္ဂိုလ်ဤအပေမကြဘူး